So number de mimi go go chide so go 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 da sang xiao bao mimi go go chide so go 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 da sang xiao bao Buddha gong a ni zin bua ta da mia ao sang xiao bao Buddha gong a နေစဉ်ဘွားတတ္ထာများအောင်ဆောင်းလျှောက်ပါနံပါတ်၄ကိုဆောင်တရားကဗုဒ္ဓနုတ္တိပရိသတ်ဧဘာရုံဗုဒ္ဓနုတ္တိပွားပြီးတော့ကိုယ့်ကိုယ်ကိုဆောင်းလျှောက်ရမယ်နံပါတ်၄ဗုဒ္ဓဂုံတော်အာစေနကံဖြစ်အောင်ပွားပါအဲ့ဒါပွားရင်ဘာလဲဆိုရင်တရားတိုးတယ်တဲ့ဘာတိုးတယ်ဗုဒ္ဓနုတ္တိပွားခြင်းရဲ့စွမ်းအားကတရားတရားတိုးတယ်တဲ့ တရားတရားတိုးတယ်ဆိုရင်ယုံကြည်မှုတိုးတာကိုပြောတာယုံကြည်မှုတိုးပြီဆိုတရားတိုးပြီဆိုတာ ਨੇ ကုသိုလ်အားလုံးလုတ်ဖြစ်သွားပြီလူတွေမှတရားပြတ်တဲ့အခါမျိုးရှိလားမရှိဘူးလားစိတ်တက်တွေကြတဲ့အခါမျိုးမရှိဘူးလားဖခင်မရှိခိုးကျင်တဲ့အခါမျိုးတော့ကြုံရလားမကြုံရဘူးလားအဲ့ဒါတရားပြတ်လာတာခေါ်တယ်အဲ့ဒါမျိုးဆိုရင်ယုံကြည်မှုတွေယော့လာတာကုသိုလ်လည်းမလုတ်ခြင်းတော့ဖခင်လည်းမရှိခိုးခြင်းတော့လုတ်နေရတဲ့အလုပ်တွေအိဗယ်မရှိဘူးလို့ခံစားလာတယ်အဲ့ဒါတရားတရားပြတ်လာ ဘုရားနဲ့ပတ်သက်ပြီးတော့လေကြီးညိုစိတ်တွေယော့လာတယ်။တရားနဲ့ပတ်သက်တဲ့နာကျင်စိတ်တွေယော့လာတယ်။တန်ခါနဲ့ပတ်သက်လူတန်းကျင်စိတ်ယော့လာတယ်။ယရဏသုံးပါးနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုမှန်တဲ့မလွတ်ချင်မကန်ကျင်စိတ်ဖြစ်လာတဲ့အခါမျိုးဟာသဒ္ဓါပြက်လာတယ်လို့ခေါ်တယ်။သဒ္ဓါယော့လာလို့ခေါ်တယ်။အဲ့ဒါယုံကြည်မှုယော့လာ။အဲ့ဒါမျိုးစဉ်ဘုရားနှုတ်တိတစ်ခုပွားတယ်။ပွားလာရင်သဒ္ဓါတရားတွေပြန်တက်လာတယ်။တခါကလေးတိကလေးမလေးတယောက်ရှောက်ဘူးတဲ့ဘုံဘုံစာနဲ့ပေါ့ဘုံဘုံဘုရားတဲ့တပည့်တော်ကတဲ့ စိတ်မပိုင်ဖះရတော့မရှိခိုးခြင်းဘူးဖះနော်အဲ့ဒါတော့စိတ်မပိုင်ဖះရတော့မရှိခိုးခြင်းဘူးဖះအဲ့ဒါစာလေးပြန်ပွားတမိရေစိတ်မပါလဲရှိခိုးရမှာပဲရှိခိုးရင်လည်းစိတ်ပါလာလိမ့်မယ်နော်ပရိသတ်စိတ်ပါမှာရှိခိုးမယ်ဆိုဒီစိတ်ကဘယ်တော့ပါမှာလဲပုထုဇဉ်ရဲ့စိတ်ကကောင်းတာမှပျော်လားမကောင်းတာမှပျော်လားအဲ့ဒါလုံရင်းနဲ့ပါစိတ်ကပါသွားတာ ဘုံတော်ကြီးပွားရင်ပွားရင်နဲ့အဲ့ဒီဆွမ်းအားတွေကယုံကြည်မှုတိုးလာအိုးဘုရားအားတွေရတော့မိုင်းပါဝါတွေတက်လာရောက်မလို့တခါတခါဟိုစိတ်တက်တီကြပြီဆိုတာနဲ့ဘာလို့လို့အစင်မပြေဘူးအခက်ခဲတွေကြုံလာပြီးဟိုယုံကြည်မှုတွေကြလာပြီဆိုရင်ဂုံတော်တစ်ခုသာပွားစမ်းမှာနေ့စဉ်နေ့စဉ်များများပွားရင်အဲ့ဒီဆွမ်းအားတွေကလေအိုးပရိသတ်ပါဝါတွေတိုးလာပြီးစိတ်ဆွမ်းအားတွေနဲ့ယုံကြည်မှုတွေတိုးလာပြီးကုသိုလ်ကောင်းမှုအကုန်လုံးဖြစ်သွားတယ် ကျွန်ကိုတို့ကောင်းမှုအလုံးရဲ့အခြေခံဖောင်ဒေးရှင်းရတရားတရားပဲတရားတရားအားကောင်းမှုစဉ်ဗုဒ္ဓနုတိတခုခုကို နေ့စဉ်ပွားဖို့လိုလားမလိုဘူးလားဟုတ်ပွားတော့ပွားဖြစ်လားပွားဖြစ်တယ်ဆိုတာက तू ကဟိုဟမ်ဆောင်ဝိจิตတန်ကြီးပွားတာမျိုးမဟုတ်ဘဲနဲ့ဆွဲဆွဲမြဲမြဲပွားဖို့လိုတယ်မြဲမြဲမြန်မြန်ပွားဖို့လိုတယ်ခိုင်ခိုင်မာမာပွားဖို့လိုတယ်နေတာများတာအရေးမကြီးမြဲရမယ်မှန်ရမယ်ခံရမယ် ပုံမှန်လေးပွားမှန်မယ်မှန်ရမယ်ချိန်မှန်ရခိုင်းရတရားတရားခိုင်းရပင်မန်းလို့မရှိခိုးကျင်တာမျိုးမလုပ်အောင်ပင်မန်းလို့မပွားပစ်တာမျိုးမလုပ်ဖြစ်အောင်နော်ဘုန်းဆရာကူလက်မှာအတ္တမာတော်တက်ဂုံတော်တွေပွားဘုန်းကတော့ဂုံတော်ကိုချာပွားတော့သောဘဂဝါဣတိပိအရဟံအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံကိသမိအရဟံတံသီရတနမမိပထမောဝဇိရပါကတော့သောဘဂဝါဣတိပိအရဟံအရဟံတစ်ချက် သောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံကိစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရတ္တနမမိဒုတိယဝစီရပါကရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောအဲ့ဒါအဲ့ဒါပြီးတော့မှပရိတလုံးစီချဂုံတော်ကိုချပွားခုနောက်ပိုင်းအရဟံသိတ္တိဘဂဝါဆိုမဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့အရဟံဂုံတော်ကိုလည်းပွားတော့အရဟံဂုံတော်မှနော်၈၄၀၀ခုနှစ်ရက်အတွင်း၃ရက်အတွင်းအဲ့လိုပွားတာနော် 9ရက်အတွင်း8400ဂုံတော်ပေါင်း8400ဓမ္မခန္ဓာပေါင်း8400ကိုပူဇော်တဲ့အနေနဲ့ဂုံတော်ပေါင်း8400အောင်အဋိဌံဝင်ပွားတာအဲဆိုတော့9ရက်အတွင်းဆိုတော့တနည်းကိုဂုံတော်ပေါင်း12000ပွားတောင်းနဲ့တောင်းဆိုတော့အချိန်လေးနဲ့တွက်ကြည့်လိုက်တော့သူကပတိတလုံးပတိတပတ်ကိုတကုံးဆိုတရားရှစ်လုံးပတိဆိုနှစ်မိနစ်လောက်ပဲကြာ။၅မိနစ်လောက်ကြာဆိုတနေ့ကိုသူကတောင်းနဲ့တောင်းဆိုရင်ဟွာလောက်တော့၅နာရီလောက်အချိန်ပေးရ။နော်။သူကတနာရီဆိုရင်၃တောင်းလောက်ရတာ။ 3နာရီလောက်ရတယ်ဆိုတော့3နာရီ4နာရီပေါ့အဲ့လောက်4နာရီလောက်ပွားလို့ရှိရင်12000ဆို9ရက်ဆိုရင်7နေ9လီး 84အဲ့လိုအဋိဌံလေးဝင်စွန်အားတွေကတော့ပရိသတ်ပွားရင်ပွားရင်တဲ့ကိုအဲ့ဒီဗုဒ္ဓရဲ့စွန်အားတွေတိုးတိုးတိုးတက်လာတဲ့အခါကျတော့သရတရားတွေပိုတိုးလာတယ်ဘုရားကိုကြည်ညိုလာတယ်အဲ့ဒီယုံကြည်မှုအားတွေတိုးလာသရအားတွေတိုးလာတဲ့အခါကျတော့လေကုသိုလ်ကောင်းမှုစိတ်ကဝါလှုပ်ကျင်တယ်လှုပ်ရတာဝါပျော်လာအဲ့တော့ကိုယ်စိတ်ကရည်ကြီးဆုံးကစိတ်ကို ခက်ခဲဖြစ်အောင်ယုံကြည်မှုတွေမဲ့အောင် လုပ်တာသရတရားတွေပြက်ချင်းဟာအဓိကပဲဆိုတော့သရတရားတွေတိုးဖို့အတွက်ဂုံတော်တွေရဗုဒ္ဓနုတ်တိတစ်ခုကိုပွားရင်သရတရားတိုးတယ်ဆိုတော့ဘုန်းကြီးတို့ပရိသတ်များဆွဲဆွဲမြဲမြဲလိကျင်ကံလေးဝင်ပြီးတော့လေဒိဋ္ဌံလေးဝင်ပြီးတော့လှုပ်ကြည့်စမ်းပါအကျိုးမျှော်ပြီးလှုပ်တာမဟုတ်ဘဲနဲ့ပူဇော်ခြင်းနဲ့စိတ်နဲ့လှုပ်ရင်ထူးခြားမှုကိုရပါလိမ့်မယ်နော်ဗုဒ္ဓနုတ်တိပွားကြစမ်းပါအရဟံဂုံတော်ကိုးပွားတဲ့မှာကြိုက်တဲ့ဂုံတော်ပွားအဓိကဆွဲဆွဲမြဲမြဲဖြစ်ဖို့အရေးကြီးတယ် အရဟံပွားပွားသမ္မာသမ္ဗုဒ္ဓပွားပွားဝိဇ္ဇာသရဏပဲပွားပွားအဓိကဆွဲ့ဆွဲ့မြဲမြဲနဲ့ယုံကြည်ကြည်မှုအကျိန်များရင်များတာနဲ့အမျှတရားတရားတွေနဲ့ဂုံတော်ရဲ့စွန့်အားတွေတိုးပြီးသားဂုံတော်မှာသူ့ဂုံတော်နဲ့သူစွန့်အားရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အဓိကကတော့ပွားပြစ်ဖို့အရေးကြီးတာเนาะဒါကြောင့်တရားတရားခိုင်အောင်တရားတရားတိုးအောင်ဗုဒ္ဓနုဒ္ဓိပွားများပါဗုဒ္ဓနုဒ္ဓိပွားများခြင်းဖြင့်ရရှိနိုင်တာကတရားတရားတိုးတယ်တရားတရားတိုးပြီဆိုရင်ပရိသတ်ကုသိုလ်ကောင်းမှုအလုံးကိုလုပ်ဖြစ်သွားတယ် တရာတရားတွေပြတ်သွားတာ ਨੇ ဘယ်ကုသူမှမလုပ်ဖြစ်တော့တဲ့အတွက်ကြောင့်တရာတရားတွေပြတ်ချင်ချင်ဖြစ်လာပြီးစိတ်တည်းကြချင်ချင်ဖြစ်လာပြီးယုံကြည်မှုတွေယော့ချင်ချင်ဖြစ်လာပြီးဆိုရင်အဲ့ဒါဂုံတော်တာများများပွား ဗုဒ္ဓံတို့သည်တခုခုသောဆွဲဆွဲမြဲမြဲမြင်းမြင်းမြင်းမြန်ပွားကြည်စမ်းမှာဖရာရဲ့စွန်းအားတွေနဲ့ယုံကြည်မှုတရားတရားတွေတိုးပြီးတော့ကိုယ်စိတ်လေးတွေမှာလေပရိသတ်ရဲ့အစိတ်ကိုကယုံကြည်မှုအပြည့်နဲ့လောကတန်ကိုလည်းခံနိုင်တယ်ကုသိုလ်ကောင်းမှုတွေလှုပ်ဖြစ်သွားတယ်ဆိုရင်အဲ့ဒီတရားတရားတွေမပြတ်ဘူးဗုဒ္ဓံတို့သည်များများပွားဖို့လိုလားမလိုဘူးလား ကျောင်းဝကိုရင်လေးတွေကိုဘုန်းကြီးကစာတင်တိုင်းဖွင့်တော့အပားနေရကိုရင်လေးတွေအဲစာမကျက်ချင်းဖြစ်တဲ့အခါမျိုးမှာအဲ့ဒါတရားပြက်လာတော့ခေါ်တာလုံနေကြဘုရားဝတ်တက်တဲ့မလုံချင်းမှုဆိုတရားတရားတွေယော့လာတဲ့ခေါ်တယ်အဲ့ဒါကိုရင်နေဗုဒ္ဓံတို့တခုပွားဆိုပွားခိုင်းရ တော့ကလေးတွေတော့ပွားရင်ပွားရင်တရားတရားတွေတူတယ်ဆိုတော့ပရိသတ်ကိုကိုကိုစောင်းလျှောက်ဖို့ဆိုရင်နံပါတ်၄ဗုဒ္ဓနုဒ္ဓတိပွားရတယ်။ဘာပွားလဲ။ဗုဒ္ဓနုဒ္ဓတိပွားရင်ဘာတူလဲဆိုတော့တရားတူတယ်။တရားတူရင်ယုံကြည်မှုတူတယ်။ယုံကြည်မှုတူတာနဲ့ကုသိုလ်ကောင်းမှုအလုံးကိုလွတ်ဖြစ်သွားတယ်။ဟိုတို့ပရိသတ်တွေအခုတရားလာနာတယ်ဆိုတော့တရားရှိလို့လားမရှိလို့လား။တရားရှိလို့လာတာနော်။တရားမရှိရင်မနာပြစ်ဘူး။နာပြစ်ပါမလား။တရားတရားပြက်လာရင်ယရနာအပေါ်မြက်လာတယ်တဲ့။ တရာတရားတိုးမှယရနာအပေါ်မှာတကူတွေနဲ့ပို့ပြီးတော့ကြည်ညိုတာလူတွေမှာတရာတရားကဟိုပြက်တာများလားမပြက်တာများတီတာများလားပြက်တာများတရာတရားကကွက်တာများတယ်နော်လူပုတ္တဆင်ရဲ့တရာတရားပိုးဆိုးလားမဆိုးဘူးလားတခါကစိတ်ကအဘိဓမ္မာမှာတော့စိတ်အချင်း89ပါလို့ပြောတာပေါ့ဘုန်းကြီးကတခါကပြောတယ်ပုတ္တဆင်ကတော့စိတ်ကအများကြီးမရှိဘူးနှမျိုးပဲရှိတယ်ကုတမျိုးတောကြတမျိုးစိတ်ကဘယ်နှမျိုးရှိရဲ့ကုတမျိုး ပြောကြနှစ်မျိုးပဲရှိတယ်အပြောင်းလဲမြန်လားမမြန်ဘူးလားကြည်ညိုရင်လဲချက်ချင်းကြည်ညိုတာမကြည်ညိုရင်လဲချက်ချင်းမကြည်ညိုတရားဖြစ်ချင်းလဲချက်ချင်းဖြစ်တယ်တရားပြက်ရင်လဲချက်ချင်းပြက်လားမပြက်ဘူးလားအဲ့တော့တရားတရားလေးပုံရင်ချက်ချင်းထလုပ်ဖို့လိုလားမလိုဘူးလားအဲ့ဒါတရားတရားဆိုရင်ချက်ချင်းကောင်းတဲ့အလုပ်ဆိုရင်ပေါ်တာနဲ့ချက်ချင်းလုပ်မကောင်းတဲ့ဆိုရင်ရွှေ့တဲ့နိုင်တဲ့လောက်ရွှေ့ရင်မကောင်းဘူးလားဥတော်ပြိတ္တကောင်းတဲ့အလုပ်ကြတော့ ဟိုဟိုပြက်ကလေးလှန်ကြည့်ဒီပြက်ကလေးလှန်ကြည့်မကောင်းတာကြတော့ပြိသက်အယက်သမားတွေရိရဇာန်တွေရှာဟိုပြက်ကလေးရှာပြီးတောက်တဲ့လူရှိလားမဟုတ်တာလောက်ကြတော့ရရစာပြက်တရာမရွေးဘူးဟုတ်တာကြတော့ရရစာပြက်တရာရှောက်ရွေးတာရှိလားမရှိဘူးလားမလီအရက်တော့တဲ့သမားကရရစာရွေးပြီးမတော့ပါဘူးကုသိုလ်လုပ်ရင်တာပြက်ကလေးလေးလန်ကြည့်ရရစာပြက်တရာလုပ်တယ်ဆိုတော့ကောင်းတာလုပ်တဲ့နေရရရစာနေပဲလေမကောင်းတာလုပ်တဲ့နေရ ပြက်တရားနေဘောရဲ့ရဇာနေငြိုသီးဆိုင်ဘာရတဲ့ရက်ကောင်းရက်မြစားတာပဲပြက်တရားနေထညက်ဆိုင်ဘာရတဲ့နေမကောင်းဘူးလေပရိသတ်ငြိုသီးရဘယ်ရက်ပဲစားစားအဆက်ကအဆက်ပဲမို့လားထညက်ကဘယ်နေ့ပဲစားစားအချိုကအချိုပဲရဲ့ရဇာပြက်တရားဆိုကိုလှုပ်ရက်ပေါ်မှာမူတည်တာပဲမဟုတ်ဘူးလားအဲ့တော့ပြိတဲ့ကောင်းတဲ့လုတ်ကလေးပေါ်ရင်ချက်ချင်းထားလို့နော်တရာတရားကမနဲ့ပငါဆိုစိတ်မချဘူးစိတ်ချပါမလား တရာပြက်ချင်ချင်ဖြစ်လာပြီဆိုရင်ဂုံတော်ရာများများကောက်ပြီးတော့ပွားလိုက်စမ်းပါမလုချင်တဲ့စိတ်တွေမပေါ်တော့ပါဘူးလုချင်တဲ့စိတ်ကလေးတွေပေါ်လာလိမ့်မယ်ကောင်းတဲ့အလုပ်လေးဆိုတာသီးသန့်ပြီးမွေးပြီးပြီးတော့ယူရတာနော် မကောင်းတဲ့အလုပ်ဆိုတာအော်တိုရတာလေကောင်းတဲ့အလုပ်လေးချက်ချင်းပေါ်ရင်ချက်ချင်းလုပ်ဖို့လိုလားမလိုဘူးလားအဲ့တော့တရာတရားတွေမပြတ်ပါစေနဲ့တရာတရားမပြတ်အောင်စေဗုဒ္ဓံနုတိနေစဉ်ပွားခြင်းရမယ်ကိုယ့်ရဲ့စိတ်ကလေးမှာအခြေခံယုံကြည်မှုတွေရအောင် ုသိုလ်အားလုံးရဲ့အခြေခံအုတ်မြစ်ကသရတရားပဲဖြစ်တဲ့တရားသရတရားတွေမပြတ်ဖို့အတွက်ကိုယ်စိတ်ကိုစောင့်ရှောက်နိုင်ဖို့နံပါတ်၄ကဗုဒ္ဓံဥဒ္ဓိပွားပါဘာပွားမလဲဆိုမိမိကိုယ်ကိုချစ်တဲ့ဆုံးကိုယ်ကိုကိုယ်သာစောင့်ရှောက်ပါဗုဒ္ဓဂုံအားနေစဉ်ပွားတတ်တာများအောင်စောင့်ရှောက်ပါဗုဒ္ဓဂုံအား နေစဉ်ဘွားတတ္တာများအောင်ဆောင်းလျှောက်ပါဗုဒ္ဓနုတ္တိမြတ်စွာဘုရားရှင်ဂုဏ်တော်တစ်ခုခုကိုနေစဉ်နေစဉ်ဘွားများခြင်းအပြင်မိမိကိုယ်ကိုဗုဒ္ဓရဲ့စွမ်းအားနဲ့တရားတရားတိုးပွားအောင်ရက္ခတိဆောင်းလျှောက်လို့ရနိုင်တယ်ရဲ့လို့ပဏိတေဤဘုရားစာရှိတဲ့အရိယာအရှင်ကောင်းရှင်မြတ်တို့ကဥစ္စတိကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေတည်း